Oridu Single နဲ့အတူ 3G 4G အင်တာနက်အသုံးပြုသူတွေအတွက်စီစဉ်တဲ့ရွှေအိမ်မက်ကန်ဆမ်းမဲ့အစီအစဉ်ဟာအင်တာနက် 20M အသုံးပြုပြီးတိုင်းအမှတ်တွေရသွားမှာဖြစ်ပါတယ်။ Oridu ချိုတင်ငွေပြည့်စနစ်အသုံးပြုသူတိုင်းအခမဲ့ပါဝင်ရမယ့်ဒီစီစဉ်မှာအင်တာနက် 20M အသုံးပြုပြီးတိုင်း 3G အသုံးပြုသူတွေက3မှတ်စီရရှိမှာဖြစ်ပြီး 4G သုံးဆွဲသူတွေကတော့4မှတ်စီရရှိမှာပါ။ Oridu အနေနဲ့ 4G အင်တာနက်ကိုရန်ကုန်မန္တလေးနေပြည်တော်အပြင်ပကံမာဝါရရှိနေပြီဖြစ်တဲ့အကြောင်းနဲ့ရွှေအိမ်မက်အစည်းအဝေးအကြောင်းကိုမက်ပွင့်ဦးစွေကရှင်းပြခဲ့ပါတယ် မြန်မာတနေငံလုံးကို 3G ကွန်ရက်နဲ့ကာပါလုပ်ထားပါတယ်။အဲ့ထဲမှာမှာ 4G 4G ကွန်ရက်ကိုကြာတော့မြန်မာနိုင်ငံရဲ့ပထမဆုံး 4G အနေနဲ့စပြီးတော့မိတ်ဆက်ထားတဲ့မြို့လေးသုံးမြို့ကနေအခုဆို၄မြို့ဖြစ်သွားပါပြီ။ရန်ကုန်မန္တလေးနေပြည်တော်နဲ့ပုဂံမြို့ဖြစ်ပါတယ်။အဲအဲ့တော့ 3G megabyte နဲ့ 3G data နဲ့ပေါ်မှာသုံးတဲ့အတွက်ကို 20megabyte တဲ့မှာကျွန်တော်တို့က3အဲသုံးမှတ်ပေးထားပြီးတော့မှအာ 4G network နဲ့သုံးတဲ့အချိန်မှာအမတို့က၄မှတ်ပေးမှဖြစ်ပါတယ်။ဆိုတော့အဲ့အမှတ်တရဆိုလို့ရှိရင်နေ့စဉ် ပေါက်မဲတွေနောက်အပတ်စဉ်ပေါက်မဲတွေနဲ့ grand ပေါက်မဲတွေမှာပါဝင်ပြီးတော့မှဟို lucky draw အနေနဲ့ပါဝင်သွားမှာဖြစ်ပါတယ်။ရွှေမတ်ကန်ဆမ်းမဲအစီအစဉ်ကတော့စက်တင်ဘာ29ရက်ကစပြီး2019 January 4ရက်အထိပြုလုပ်သွားမှာဖြစ်ပြီးစွင့်ငွေ2သိန်းခွဲဖုန်းပေ1000ခွဲနဲ့အခမဲ့ internet အစီအစဉ်တွေလည်းပါဝင်မှာဖြစ်သလိုအပတ်စဉ်ကန်ထူးရှင်9ရောက်စီရွေးချယ်သွားမှာပါ။ရရှိထားတဲ့ကန်ဆမ်းမဲအရေးအတွက်တွေကိုတော့ကိုကိုခုံကို lucky လို့ SMS ပေးပို့ပြီးအခမဲ့စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ကန်ထူးရှင်နှစ်ယောက်ရွေးချယ်ပြီးအထူးစုတွေနဲ့350စုနဲ့တခြားစုတွေလည်းပါဝင်အောင်ပါပါ။ဒါမြန်မာပြည်သူတွေအတွက်ထူးခြားတဲ့စီဇန်တစ်ခု ဖြစ်လာဖို့လဲ Oridu ကမျှော်လင့်ထားပါတယ်။တုံးဆွဲတဲ့လူတွေအတွက်ကိုထူထားတဲ့ program လေးတွေနောက်တစ်ခုက innovation ဖြစ်တဲ့ program လေးတွေနောက်တစ်ခုကတုံးဆွဲတဲ့လူတွေနဲ့ဂျင်းနဲ့နှစ်သိမ့်နိုင်မဲ့ program လေးတွေကိုအမြဲတမ်းစဉ်းစားပြီးတော့မှလုပ်ပေးနေပါတယ်။နောက်ဒီရွှေအိမ်မက်ကဆိုလို့ရှင်လဲ တုံးဆွဲလူတွေအနေနဲ့ထူးခြားပြီးတော့မှပတ်စံကုန်ကြမလို့ပဲနဲ့ဒီ free season လေးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့အော်ပါဝင်ဆွေးနွေးပြီးတော့မှအားလုံးကံကောင်းကြပါစေလို့ဆုတောင်းပေးပါတယ်။